ဝင်ကြီးကအကူထိုင်းနိုင်ငံချရမြန်မာရှိတဲ့ May Fang University မှာ စကင်ရတနေရဖြစ်ပါတယ်ရှင့်ဝင်ကြီးရဲ့နေကြာကတော့ School of Liberal Arts of Thailand Language and Culture for Foreigners လို့ခေါ်တဲ့နေကြာပဲဖြစ်ပါတယ်ဒီနေ့ video လေးထဲမှာတော့ဝင်ကြီးကဒီထိုင်းရကျောင်းနေရ graduation ကိုဘယ်လိုမျိုးပြုလုပ်ကြလဲဘယ်လိုဆင်းရဲကြလဲဆိုတာကိုရိုက်ပြပြသွားမှာပဲဖြစ်ပါတယ်ရှင့် Windido University မှာ graduation ceremony ကို၃ရက်ပြုလုပ်ပါတယ်ရှင့်ပထမရက်ကတော့ group rehearsal တီးဖြစ်ပြီးတော့ဒီရက်မှာ ဝင်တီတို့ရဲ့ဆီယမတွေကပွဲယူတဲ့အခါဘယ်လိုမျိုးလမ်းလျှောက်ရမလဲဘယ်လိုပုံစံမျိုးပြုမျိုးရမလဲဘွဲလက်မှတ်ကိုဘယ်လိုလက်ခံရမလဲဆိုတာတွေကိုလေ့ကျင့်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ဒီနေ့ပိုင်းမှာတော့ကိုကြောင်းအလိုက်တခြားလေ့ကျင့်ပြီးတော့အိလန်ပိုင်းမှာတော့အကုန်လုံးစုပေါင်းပြီးဒီကခံပါတယ်မှာလေ့ကျင့်ကြမှာပဲဖြစ်ပါရဲ့ရှင်။ဒုတိယနေ့ကတော့ rehearsal day ပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ပွဲယူမယ့်အကိုအမတွေကပွဲဝင်ဆောင်လို့ဝင်ပြီးတော့အားရောက်လက်ချင်ရပါတယ်ရှင်။ အနောက်ပိုင်းမှာဆိုရင်တော့ကိုယ့်ရဲ့ကျောင်းအလိုက် University ရဲ့အကြီးအကဲတွေဆရာဆရာမတွေနဲ့စုပြီးတော့ group photo session ရှိပါတယ်ရှင့်ပြီးသွားရင်တော့အကြီးကခံမတဲ့မှာ graduation rehearsal လုပ်ရမှာပါရှင့်ဒါဒီနှစ်ဝန်တီတို့မိသားရဲ့ပွဲရသွားတဲ့အကိုရီအမတွေပဲဖြစ်ပါတယ်ဒီတို့ graduation rehearsal ပြီးရင်တော့စုံတရားနှုတ်ဆက်ပွဲဆိုပြီးတော့အခမ်းအနားတစ်ခုရှိပါသေးတယ်ရှင့်အခုမြင်နေရတဲ့ရုပ်ထုကိုစုံတရားလို့ခေါ်ပါတယ်ရှင့်ဒါဝင်တီတို့ university ရဲ့အလေးမြတ်ထားတဲ့အရာတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင့် ထည့်အခမ်းအနားပြီးသွားရင်တော့နောက်ဆုံးအနေနဲ့ MFU ပုံလို့ခေါ်တဲ့ပွဲလေးတစ်ခုရှိပါတယ်ရှင်။ဒီပွဲလေးမှာပွဲရသွားတဲ့အကိုရီမတွေကအလယ်မှာစုဝေးပြီးဝင်းဒီတို့ចောင်းသားတွေကဘေးပတ်လယ်မှာဝိုင်းပြီးတော့ဂုံပြုတ်ပေးကြမှာပဲဖြစ်ပါတယ်။ ေးပြီးတဲ့အခါမှာလည်းဖွဲ့ရသွားတဲ့အကိုရီမတွေကကျေးဇူးတင်ကြောင်းပြန်ပြီးတော့ပြောပြကြမှာပဲဖြစ်ပါရှင့်ခုဆိုရင်တော့နောက်ဆုံးနေ့လည်းဖြစ်အရေးကြီးဆုံးနေ့လည်းဖြစ်တဲ့ graduation နေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင့်။အဲမှဆိုရင် university အလိုက်ပွဲပေးတာကွဲပြားနိုင်ပါတယ်ရှင့်။ public university တွေမှာဆိုရင်တော့ဘယင်ဒါမှမဟုတ်တော်ဝင်မိသားစုတွေကတယောက်ယောက်ကပွဲလက်မှတ်ကိုပေးပါတယ်ရှင့်။ private university တွေမှာဆိုရင်တော့ university ရဲ့ president ကပဲဖြစ်ဖြစ် university ရဲ့အရေးပါတဲ့ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ်ပွဲလက်မှတ်ကိုပေးပါရရှင်ဒီတုံးမဲ့ပါလို့ University မှာဆိုရင်တော့ပွဲပေးတဲ့သူကစုံတဲ့ practice ဖြစ်ပြီးသူမကတော့ထိုင်းနိုင်ငံပြင်းမင်းဆက်ဆယ်ဆမြောက်ရဲ့မိမပဲဖြစ်ပါရဲ့ရှင့်။ဝဌနာธรรมไทยกวางแชจองเซาชีเผิงเสี่ยวหานเฉิน ော်ရင်နာဖြင့်ဝင်တီတိုးမဲဖောင်းလူယူနီဗာစီတီရဲ့တရဝင်းပွဲနှင်းသဖြင့်အခမ်းအနား graduation ceremony ကတော့ပြုဆောင်သွားပြီဖြစ်ပါတယ်။ကဲလို့ထိုင်းဘာသာစကားကိုစိတ်ဝင်စားရဲ့ပြောတတ်ခြင်းနဲ့ပြည်လာခြင်းတွေဖြစ်ဖြစ်ထိုင်းရင်ကျင်းမှုတွေကိုပုံပြနေနေရှိပိုင်းသိခြင်းနဲ့နားလည်ခြင်းနဲ့ဆိုရင်တော့ဝင်တီတိုးရဲ့ talent with and culture for foreigner major ကိုဒါကဲဖို့ဖိတ်ခေါ်ပါတယ်ရှင့်။မဲဖောင်းလူယူနီဗာစီတီမှာပြန်တွေ့ကြမယ်နော်။ bye bye